ီကနေ့မတ်လ19ရက်နေ့စိန်ဂျိုးဆက်ပွဲနေ့ဖြစ်ပါတယ်ရှမာတီဦးအေဝံဂေလိကျမ်းအခန်းကြီး1အခန်းငယ်16 18မှ21နဲ့24ယာကုပ်ဤသားဒီကမာရိယာ၏ခင်မွန်းဖြစ်သောဂျိုးဆက်ပေသည်မာရိယာမှခရစ်တော်ဟုခေါ်ခြင်းခံရသောယေရှုဖွားမြင်လာလေ၏ ်ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းကဤသို့ဖြစ်သည် ကိုရော၏မေတော်ဖြစ်သောမာရိယာသည်ဂျိုးဆက်နှင့်ဆစ်ဆက်ကြောင်းလန်းထားပြီးမှ အတူမနေမီဝိညာဉ်တော်မြတ်အားဖြင့်ပရိသေရေဆွဲလျက်ရှိသည်ကိုတွေ့ရ၏သူမ၏ခင်မွန်းဂျိုးဆက်သည်ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်နှင့်အညီသူမအားအဆက်တကွဲမဖြစ်စေလိုသောကြောင့်တိတ်တဆိတ်စွန့်ခွာမည်ဟုရည်ရွယ်ခဲ့၏သို့တော်သူသည်ထိုသို့ကြံစည်နေခိုက်တွင် ထာဝရဘုရားသခင်ကောင်းငင်တမန်တော်သည် သူ့အားအိမ်မက်၌ထင်ရှားပြလျက်ဆိုသည်မှာဒါဝိဒ်သားဂျိုးဆက်မာရိယကိုသင်၏ဇနီးအဖြစ်ထိမ့်သိမ်းဆောင်ရှောက်ရန်မကြောက်ရွံ့လေနှင့်အကြောင်းမူကားသူမ၏ဝမ်းထဲ၌ဆွဲသောပရိသရေမှာဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏သူမသည်တာယောက်ကြားကိုဖွားမြင်လိမ့်မည်သင်သည်သူ၏အမိကိုယေရှုဟုမျက်ခေါ်ရလိမ့်မည် အကြောင်းမူကား ူသည်မိမိလူမျိုးကို၎င်းတို့၏အပြစ်များမှကယ်ချွတ်မည်သူဖြစ်သောကြောင့်ပေဤဟုမိန့်ဆိုလေ၏ဂျိုးဆက်သည်အိပ်ပျော်ရာမှ နိုးလာသောအခါထာဝရဘုရားသခင်ကောင်းငင်တမန်တော်မိမ့်မာခဲ့သည့်အတိုင်းပြုလို၍သူမကိုမိမိဇနီးအဖြစ်ထိမ့်သိမ်းစောင့်ရှောက်လေ၏ယေရှုခရစ်တော်သခင်မောမြတ်သောဧဝံဂေလိတရားတော်ပေတည် တန်စုစဲဟာအသိနာကြီးတစ်ခုလုံးကနေအထူးအားကိုးရတဲ့ဖခင်ကြီးတစ်ပါးပဲဖြစ်ပါလေစိန့်ဂျွန်မော့သ်ဆက်ကင်း Guardian of the Redeemer ကက်ဒင်ရှင်ရဲ့ပုတ်ထင်းတော်ဆိုတဲ့နှိုးစော်စာမှာတန်စုစဲကိုတထူးတခြားဆက်ကပ်ပြီး ပူဇော်ရေးသားထားတာကို တွေ့ရပါတယ်ဒီယဟန္နာဒီဃာနီအချိန်ဒီဃာနီနာယီကိုဖျက်ဆီးတဲ့အချိန်မှာလည်းပဲ တောင်စုရဲ့အကူအညီကို ရရှိခဲ့တယ်လို့ဆိုပါတယ်။တောင်စုရာကတိချင်းသမိုင်းမှာအခြေခံကြကြ အရေးကြီးတဲ့ကဏ္ဍကိုလှုပ်ရှားဆောင်ရွက်ခဲ့ရတဲ့ပုံကိုပဲဖြစ်ပါတယ်။အထူးသဖြင့်ကျူရာရဲ့အမျိုးအနွယ်ဒါဝိတ်ရဲ့အမျိုးအနွယ်အဖြစ်သခင်စုကိုအတည်ပြုနိုင်ကြွေးကြော်နိုင်မှုအတွက်တောင်စုရဲ့ကဏ္ဍဟာအရေးပါခဲ့ပါတယ်။ ရှင်မသက်ကျမ်းမှာတန်စုစေကိုဖော်ပြထားတဲ့အတိုင်းပဲပက်တလဟင်မြို့မှာတခင်စုမွေးဖားတဲ့အခါခန်းကြီးနဲ့ခန်းငယ်တစ်ကနေချက်အီဂျစ်ကိုထွက်ပြရတဲ့အခါနာဇရက်မှာပြန်လည်ပြီးဆင်းရဲသားဘဝနဲ့အခြေချရတဲ့ဒီဘဝတစ်လျှောက်လုံးမှာသူ့ရဲ့ကဏ္ဍဟာအရေးကြီးလာပါတယ်အာဗြဟံရဲ့ယုံကြည်တဲ့မျိုးနွယ်အဖြစ်အာဗြဟံရဲ့ ယုံကြည်ခြင်းမှာပါဝင်တဲ့အမွေစားအမွေခံဖြစ်မယ်တော်နဲ့အတူတူပေါ်ပြခြင်းခံရတာကိုတွေ့ရပါတယ်။ဖះဟာသူ့ရဲ့ဘဝဖြစ်စေနိုင်ကိုလမ်းညွှန်နေတယ်။နားမလဲတော်လည်းပဲမထင်ရှားတော်လည်းပဲဖះလမ်းညွှန်တဲ့အတိုင်းရိုးရှင်းစွာဘာစကားမှမပြောပဲယုံကြည်ခြင်း၌ရှောက်လန်းနေတဲ့ဆိုတဲ့အချက်တည်းဟာတန်စုစဲထူခြားချက်ပဲဖြစ်ပါတယ်။သူ့ရဲ့ကြီးမြတ်မှုဟာ ူ့ရဲ့နှိမ်ချခြင်းကြောင့်ဖြစ်ပါတယ်။သူ့ရဲ့မထင်မရှားဘဝကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့ခေတ်ဒီနေ့အခါမှာလူသည့်ထင်ရှားကြော်ကြားဖို့ဆိုတာဟာတခုရီသောဘဝရဲ့တံမိုးအဖြစ်လူများမရမကအသေးတန်လိုက်ရှာဖွေနေကြတဲ့အချိန်မှာတန်စုစရာကျွန်တော်တို့အတွက်စံနမူနာမကပဲအာကိုအာဓာပြုရာဖခင်ကြီးတော်ပါပဲဖြစ်ပါတယ်နှိမ်ချခြင်းရှိဖို့ လူမသိတာအရေးမကြီးဘူးလူသိတာအရေးမကြီးဘူးထင်ရှားကြော်ကြတာအရေးမကြီးဘူးဖះကိုအစေခံဖို့ဒီလိုစိတ်ဓာတ်မျိုးဟာဒါလင်းအတွင်းသက်ငြိမ်သက်ခြင်းရတယ်ဆိုတဲ့အချက်တွေကို ပို့ပြီးလက်ခံလာကနှိမ့်ချခြင်းနဲ့ပုံရှုပ်ွယ်ရှုပ်လူမသိသူ မသိအစေခံခြင်းကို ပို့ပြီးမျက်နှာလာဖို့အတွက်လမ်းပြနေတဲ့ဖခင်ကြီးတစ်ပါးပဲဖြစ်ပါတယ်နှိမ့်ချခြင်း၌တော်လည်းကော သူမသိသူမသိမထင်မရှားဘွားနိုင်တော့လကောသူဟာဖျားရဲ့အစေခံကိုအစေကိုခံခဲ့တာဖြစ်ပါလေသစ္စာရှိတဲ့ငေသားကောင်ဖြစ်တယ်လို့ရိုးရှင်းတဲ့သူလည်းဖြစ်တယ်သူဘဝအသက်ရှင်နေထိုင်တဲ့နေရာမှာအိန္ဒြေတိတ်ခါရှိရှိနေထိုင်အသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေမိခင်နေဖခင်နေ အိမ်အောင်စုများကနေပြီးတော့အာကိုရမယ်ပုံကိုဖြစ်ပါတယ်အလုံသမားတွေအာကိုရမှာဖြစ်တယ်ယဟန်တန်ဃာတော်တွေအာကိုရမယ်ပုံကိုဖြစ်တယ်သူတော်စင်များမိမိကိုယ်တို့ဆက်ကတ်ထားတဲ့သူတို့ရဲ့ဂရိပေးထားတဲ့ဆင်းရဲခြင်းနာခံခြင်းဖြူစင်ခြင်းစတဲ့ဂရိသစ္စာသုံးပါးကိုစောင့်ထဲရမှာလည်းပဲအထူးမိုင်းမာတဲ့ပုံကိုလည်းဖြစ်ပါတယ်ဘဝအနေစဉ် နေ့တတူဘာလှူရှားနေတဲ့ဘဝမှာလည်းပဲအခက်ခဲရှိတဲ့အချိန်ဘာမှမျှော်လင့်ချက်အကန့်အလတ်မရှိတော့တဲ့အချိန်မှာတန်ဆူစေဟာဖခင်တပားကဲသို့အနီးနားမှာရှိတယ်ဆိုတာကိုလည်းပဲယုံကြည်ပြီးအာကိုခြင်းအဖြစ်သူ့ရဲ့လက်တွေ့ကြတဲ့အကူအညီတွေကိုလည်းပဲရယူဖို့ကျွန်တော်တို့စူးစမ်းမှဖြစ်ပါတယ်။သူ့ဟာတကယ်လည်းပဲအကူအညီပါတယ်ဆိုတာကို ကျွန်တော်တို့လက်တွေ့သိရှိကြပါတယ်။အာကိုကြပါတယ်။လုပ်ငန်းတွေကိုလည်းပဲအနံထားကြပါတယ်။ ်ပညာရေးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းတခြားသောသာသနာလုပ်ငန်းများကိုလည်းသူ့စီမှာဆက်ကပ်အနန္တထားရမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီကနေ့အချိန်မှာလည်းပဲသူ့ရဲ့အကူအညီရဖို့သူကဲ့သို့မေတော်နဲ့တားတော်ယေရှုရဲ့နှစ်တည်ညီရဖို့အတွက်သူ့ကိုအနန္တထားမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့အသိတော်ကြီးတစ်ခုလုံးကလည်းပဲသူ့ကိုအနန္တထားတယ်မေတော်နဲ့သူ့ရဲ့သားတော်ကိုဆောက်ရှောက်ထိန်းသိမ်းခဲ့တဲ့ပုဂ္ဂိုလ်အဖြစ် လက်ရှိခရီးပြုနေတဲ့အသင်းတော်ကိုလည်းပဲတန်စုစဲလက်ထဲမှာအနန္ထားတယ်ဆိုတာကိုယုံကြည်ရင်းနဲ့တန်စုစဲကို တနေ့တခြားပုံမူပြီးအတူယူနိုင်ကအတွင်းတန်ခြင်းတဲ့ချင်းရှာဖွေကြပါစို့